အိမ်မက်ဆိုတာလူရောင်းကြီးပါ နေစဉ်ကြုံတွေ့နေရတဲ့အရာတစ်ခုဖြစ်ပါတယ်။တစ်ခါတည်းမှာပျော်ရွှင်စရာတွေဆဲလို့ရှာစရာတွေကိုအိမ်မက်မဲ့တလို့တစ်ခါတည်းမှာလဲသူဆက်နေကြောက်ရွံ့ကောင်းတဲ့အိမ်မက်တွေကိုမတက်ပါနဲ့။ဒီလိုအိမ်မက်တွေကဘာကြောင့်မရရလဲ။အပံပညာရှူထောင်းကနေဘလို့ရှင်းပြလို့ရလဲဆိုတော့လေလာကြည့်အောင်အိမ်မက်တွေရဲ့နောက်ွယ်ကသိပ္ပံပညာနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာရှင်တွေကအိမ်မက်တွေရဲ့ရည်ရချက်ကိုအတိအကျ ော်ထုတ်နိုင်သေးပေမဲ့လက်ခံထားတဲ့ theory အချို့တော့ရှိပါတယ်။အဓိက theory တွေကတော့ upper time ဖြစ်ပါတယ်။ we processing ကိုခေါ်တဲ့မဉဏ်တွေကိုစီမံဖော်ထုတ်ခြင်းလူတယောက်အိတ်နေချိန်မှာအုံနောက်ကနေဖက်ကဂျုံတွေခဲ့ရတဲ့အတွေ့အကြုံတွေအချက်လက်တွေနဲ့မဉဏ်တွေကိုစီစဉ်နေရလို့သိပ္ပံပညာရယုံကြည်ကြပါတယ်။သူတစ်ပြေ rapid eye movement လို့ခေါ်တဲ့ REM အစ်ဆက်ချင်အစင်မှာအုံနောက်ကအရေးကြီးတဲ့မဉဏ်တွေကို ခိုင်မာအောင်လှုပ်ဆောင်ပေးပြီးတော့မလိုအပ်တဲ့အရာတွေကိုဖယ်ရှားပစ်တယ်လို့ယူဆထားပါတယ်။ဒါကြောင့်အိမ်မက်ထင်မှာနေ့စဉ်အတွေးချုပ်နေတဲ့ပတ်သက်ပြီးတော့မကြာခဏပါဝင်နေတတ်တာဖြစ်ပါတယ်။အိမ်မက်မက်ခြင်းကစိတ်ဖြစ်စီမှုတွေ၊စွန့်ပွင့်မှုတွေကိုရှင်းချပေးနိုင်တယ်လို့လေးလံမှုတွေကဆိုထားပါတယ်။အိမ်မက်ထင်မှာစိတ်ခံစားမှုပြင်းထန်တဲ့အဖြစ်အပျက်တွေကိုပြန်လည်ရင်ဆိုင်ရခြင်းအဖြစ်နိုးနေတဲ့အချိန်မှာခံစားရတဲ့စိတ်ဖြစ်စီမှုတွေကိုရှင်းချပေးရလို့လည်းယူဆထားကြပါတယ်။ဥပမာကြောက်စရာကောင်းတဲ့အိမ်မက်တစ်ခုမက်ဖြစ်တဲ့နောက် နိုးလာတဲ့အခါအဲ့ဒီအကြောင်းအရာပေါ့စိတ်ခံစားမှုရောပါပါတာမျိုးဖြစ်နိုင်ပါတယ်။ပြဿနာဖြစ်ရှင်းနိုင်တဲ့အကြောင်းကိုမြင့်တင်မိခြင်း။အမတ်တွေကနိုးနေချိန်မှာဖြစ်ရှင်းလို့မရတဲ့ပြဿနာတွေကိုဖြစ်ရှင်းပေးဖို့ကူညီပေးနိုင်တယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ကြပါတယ်။နိုးချိန်မှာအုံနောက်ကပုံမှန်တွေးခွန်မှုပုံစံတွေနဲ့ကိုယ်ပြရဲ့နီလန်းတွေကိုအသုံးပြုပြီးတော့ဆက်ဆက်မှုမရှိတဲ့အချက်လက်တွေကိုပေါင်းစပ်ပေးနိုင်ပါတယ်။ဒါကြောင့်တချို့လူတွေကအိမ်မက်ထဲကနေစိတ်ကူးတက်တွေအဖြေတက်တွေကိုရရှိတတ်ကြပါတယ်။ အိမ်မက်တေကဘလို့ဖြစ်ပေါ်လာတယ်လဲအိမ်မက်မချင်ဟာအုံနောက်ရဲ့ရှုပ်ထွေရဲ့လုံဆောင်မှုတစ်ခုဖြစ်ပါတယ်အိဆက်ချင်အစင်အမှုရှိတဲ့နဲ့ RM လို့ခေါ်တဲ့အစင်ဟာအိမ်မက်အများဆုံးမတဲ့အချိန်ကာလဖြစ်ပါတယ်ဒီစစ်မှာအုံနောက်ရဲ့လုံဆောင်မှုဟာမုန်နီချင်းနဲ့အလုံးနဲ့ဆက်ပြီးတော့မျက်လုံးတွေကလည်းလင်းမြန်စွာလှူရှားနေတတ်ပါတယ် RM အိဆက်ချင်အစင်မှာအုံနောက်ရဲ့ logic ပိုင်းဆိုင်ရာကိုထိန်းချုပ်တဲ့အစိပ်ပိုင်း prefrontal cortex ကအလုံးသိမ့်မလုပ်ပါဘူးဒါပေမဲ့ စစ်ခံစားမှုတွေကိုထိန်းချုပ်တဲ့အစိပ်ပိုင်းကတော့ပေါ်ပြီးတော့လှုပ်လှုပ်ပါတယ်။ဒါကြောင့်အိမ်မက်တွေကပုံမှန်မဟုတ်ပဲစစ်ခံစားမှုတွေနဲ့ပုံမှန်ဆက်ဆက်နေတာဖြစ်ပါတယ်။အိမ်မက်မချင်တဲ့ပသက်ပြီးတော့အုံနောက်ထဲအတားလို့ဖြစ်စီနေလို့ဆောင်မှုတွေလည်းအရေးကြီးပါတယ်။အစစ်တက်ကိုလင်းလို့ခေါ်ရတဲ့ပစ္စည်းဟာအုံနောက်ကို RM session အဆင့်တဲ့ဝင်ရောက်စေဖို့အရေးပါပြီး noradrenaline နဲ့ serotonin တို့လိုတဲ့ပစ္စည်းတွေကတော့အုံနောက်ကိုတက်ချွတ်မှုညှော့နေစေပါတယ်။ ဒီလိုဓာတ်ပစ္စည်းတွေရဲ့ပြောင်းလဲမှုတွေကအိမ်မက်တွေရဲ့ပုံစံနဲ့အကြောင်းအရာများကိုလွှမ်းမိုးနေပါတယ်။အိမ်မက်တွေကိုအသေးပဲဖွင့်ဆိုခြင်းဟာရှေ့ခေတ်ကတည်းကတည်ရှိခဲ့တဲ့အရာတစ်ခုဖြစ်ပါတယ်။ Sigmund Freud နဲ့ Carl Jung လိုနာမည်ကျော်စိတ်ပညာရှင်တွေဟာအိမ်မက်တွေဟာကျွန်တော်တို့ရဲ့မသိစိတ်တွေဟာဆန္ဒတွေခန္ဓာချက်တွေကိုဖော်ပြနေတယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့ခေတ်သိပ္ပံပညာရှင်တွေကတော့ theory တွေကိုအပြည့်အဝလက်မခံကြတော့ပါဘူး။အိမ်မက်တို့ရဲ့အသေးပဲဟာလူတို့ချင်းစီရဲ့အတွေ့အကြုံ ငင်းချင်းမှုနဲ့စိတ်ခံစားမှုပေါ်မူတည်ပြီးတော့ကွပြနိုင်တယ်လို့သုံးသပ်ထားကြပါတယ်။အကျိုးအဖြစ်အိမ်မက်တရားကျွန်တော်ရဲ့အုံနောက်ကနေမညံနေစိတ်ခံစားမှုတွေကိုစနစ်တကျစီမံဖော်ထုတ်နေရဖြစ်ပြီးတော့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်အရေးပါတဲ့အခက်ခဏတွေပေါ်နေပါတယ်။ကျေးဇူးနာစင်ပေရဲ့သူတွေအားလုံးလည်းကျေးဇူးတင်ပါတယ်။နောက်နေ့စိတ်ဝင်စားစရာအကြောင်းများကိုလည်းရှာဖွေတင်ဆက်ပေးတော့ပါအောင်မယ်။